မြမရိုးရယဉ်ကျေးမှုတွင်တောဆောင်လက်များတဘာဝလက်များသည်အရေးပါသောနေရာတစ်ခုမှပါဝင်နေပါသည် အနက်များသည်တောတောင်တဘာဝနှင့်ဆက်ဆက်ပြီးလူသားများကိုကာကွယ်ပေးခြင်းအကူအညီပေးခြင်းနှင့်တခါတရံပြည့်တံပေးခြင်းများပြုလုပ်သည်ဟုယုံကြည်ကြသည် ထိုလက်များနှင့်ပတ်သက်သော ထူးဆန်းသည့်အဖြစ်အပျက်များကို တင်ဆက်ပေးသွားမှာဖြစ်ပါသည်ဒီနေ့မှာတောအုပ်ရဲ့နည်းနည်းမှုတွေကြားက လမ်းပြောင်းနေတဲ့ခီးတဲ့တူကိုအလင်းတန်းတွေနဲ့ဖုံးအပ်နေတဲ့တောနဲ့တပါကဥဆောင်လမ်းပြပေးနေပါဗျ။သူ့ရဲ့ခြေလမ်းတိုင်းမှာတဘာဝရဲ့လှုပ်ဝှက်ချက်တွေပါလာပါဗျ။ဒါကတော့တောနတ်ထဲမှာလမ်းပြောင်းနေတဲ့သူကိုတောနတ်တပါးမှာလမ်းပြခဲ့တင်ခြင်းပါ။ဂျွာသားတအူးရဲ့မျက်လုံးတွေရုတ်တရက်အဖြူရောင်တောက်လက်လာတယ်။တောနတ်ရဲ့အတန်က သူ့ပါးစပ်ကနေထွက်ပေါ်လာတဲ့အခါ အနီးကလူတွေအလုံးကအံ့ဩတူတုတ်ကြသွားကြတယ်ဒီလိုအဖြစ်ပြက်ဟာတောနတ်တွေက သူတို့မကြိုက်တာမလုံးမိစေဘူးနှက်ဝင်ပူးခြင်းနှက်ဝင်ပြောခြင်းဖြင့်တတိပေးခြင်းဖြစ်ပါတယ်တစ်ပင်တွေကိုမတရားခုတ်နေတဲ့သူတွေရဲ့နောက်ကမြေကြီးကွဲတံတွေကြားလိုက်ရတယ်အနီးရောက်မျိုးလုံးတွေနဲ့အရိတ်တစ်ခု ပေါ်လာတဲ့အခါသူတို့ရဲ့ကံကြမ္မာလည်းမတိချာတော့တဲ့အတွက်ကြောင့်ဖြပြေးဖို့ဆုံးဖြတ်ချက်ချလိုက်ကြရပါတယ် ဒါကိုတော့ချောက်တယ်လို့လူကြီးတွေပြောခုပါတယ်တော့နှက်တွေမကြိုက်တာလုံးပြီလို့အပြစ်ပေးချောက်လန့်နေတာမျိုးပါကျွာသားတွေရဲ့ရိုးသားတဲ့ဆူတောင်းတန်တွေနတ်တာပေါင်းမွေရနှက်တွေနဲ့ရောဆက်သွားတယ်တော့နှက်ကသူတို့ရဲ့လက်ဆောင်တွေကို လက်ခံရင်တဘာဝရဲ့ငြိမ်းချမ်းမှုကိုပြန်ဖြန့်ကျက်ပေးနေပါတယ်ခုလိုပူဇော်ပလချင်းဟာတော့နှက်တွေရဲ့အကူအညီဆောင်းရှောက်တွေကိုယုံကြည်စွာကူးကွယ်နေခြင်းပါ တောထဲမှာပျောက်ဆုံးနေတဲ့ကလေးငယ်ရဲ့မျက်ရည်တွေကိုတောနတ်သမီးကနူးညံ့စွာတုပ်ပေးလိုက်တယ်။မိဘဆုံးလေးတွေကအိမ်ပြန်လန်းကိုအလင်းမျောစင်ဖြစ်ပြသွားတယ်။တဘာဝရဲ့မေတ္တာတရားကအမြဲတမ်းရှိနေပါတယ်။ဒါကတော့အပြစ်မဲ့ပြီးဖြူစင်တဲ့သူတွေကိုတောနတ်တွေကဂယုနာပြင်းနဲ့ကူညီဆောင်ရှောက်ပြီးလမ်းမှန်ကိုပို့ပေးခြင်းပါ။ဒါကတော့ကျွန်တော်တို့ရဲ့မြမတော်တောင်ဆောင်နှက်တွေအကြောင်းပါ။ သူတို့ကလူသားတွေကိုကာကွယ်ပေးတယ်။တတိပေးတယ်။တခါတလေအပြစ်တန်လည်းပေးတယ်။တဘာဝနဲ့လူသားတို့ရဲ့အဆက်ဆက်ကိုသူတို့ကထိမ့်သိမ့်ပေးထားတယ်ဆိုတာ။မေးပြောင်ညင်းပယ်လို့မရဘူးဆိုတာမြန်မာလူမျိုးတော်တော်များကယနေ့ထိတိုင်လက်ခံကိုယ်ွယ်ပူဇော်ပတချင်းများလှုပ်ဆောင်နေတော့မှာ။